င်္ဂလာပါရှင်ကစ်တတီလီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နောင်ချုံမြို့နယ်အတွင်းစစ်တပ်ကလေကြောင်းလက်နက်ကြီးပစ်ကူများဖြင့်အပြင်းအထန်ထိုးစစ်ဆင်နေ၍တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှမ်းပြည်နယ်နောင်ချုံမြို့နယ်အတွင်းအကြံဖက်စစ်တပ်ကလေကြောင်းလက်နက်ကြီးဖြစ်ကူများဖြင့်အပြင်းအထန်ထိုးစစ်ဆင်နေ၍တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေကြောင်း TNL ကထုတ်ပြန်ထားပါသည် ဇွန်လ24ရက်နေ့တွင်နောင်ချုံမြို့နယ်ရှိနောင်အော်ရွာ၊လက်ပံကုန်းရွာ၊ရွှေသွန်းရွာ၊မြက်ချီးနုရွာ၊လုံဆန်ရွာ၊ကုန်းတာရွာ၊အုံမတိရွာနှင့်ဆယ်မဆယ်ကျေးရွာအကြားတိုက်ပွဲဖြစ်ပွားနေချိန်အကြံဖက်စစ်ကောင်စီတပ်ကလေးချောင်းဖြင့်ဘုံသီးအလုံး130၊ဒရုန်းဖြင့်ဘုံသီးအလုံး60နှင့်လက်နက်ကြီး53လုံးဖြင့်ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ နောက်အောင်ကြေးရွာတွင်ယမန်နီကအကြံဖက်စစ်ကောင်စီတပ်နှင့်တအောင်တမရော TNL တို့ဖြစ်ပွားခဲ့သောတိုက်ပွဲများသည်ဆက်လက်ဖြစ်ပွားခဲ့ပြီးထိုတိုက်ပွဲအတွင်အကြံဖက်စစ်ကောင်စီတပ်မှ၄ချောင်းဖြင့်ဘုံ42လုံး၊ဒရုန်းဖြင့်ဘုံ22လုံးနှင့်လက်နက်ကြီး18လုံးတို့ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါသည် အလားတူအုံမတိနှင့်ဆင်မစေးကြီးရွာအကြဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်လည်းအကြံပတ်စစ်တပ်က drone ဖြင့်ပုံ39လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်းထို့ပြင်လုံဆန်းကြီးရွာတိုက်ပွဲအတွင်တွင်လည်းအကြံပတ်စစ်ကောင်စီတပ်သည်လေးကြောင်းဖြင့်ပုံ48လုံးနှင့်လက်နက်ကြီး32လုံးတို့ဖြင့်ပြစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်အကြံဖက်စစ်ကောင်စီတပ်သည်လေးကြောင်းဖြင့်ကြောက်တော်ကြီးရွာတွင် ဘုံနှလုံးရွှေသွန်းကျေးရွာတွင်ဘုံ38လုံးနှင့်မြက်ချီနုကျေးရွာတွင်ဘုံတလုံးတို့ကိုကျဲချတိုက်ခိုက်ခဲ့ပြီးအုံမခါကျေးရွာဘက်ကလည်းလက်နက်ကြီးလေးလုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဇွန်23ရက်နေ့ကလည်းနောင်ကျိုမြို့နယ်အတွင်အကြံပတ်စစ်ကောင်စီတပ်နှင့်တအောင်တပ်မတော် DNL တို့တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီးတိုက်ပွဲဖြစ်ပွားနေချိန်အကြံပတ်စစ်ကောင်စီတပ်ကလက်နက်ကြီး122လုံးနဲ့လေကြောင်းဖြင့်ဘုံ48လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ် ညီနောင်မဟာမိတ်၃ဘွဲကငလင်တန်တင့်ပြည်သူများနှင့်လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရေးအတွက်တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင်ထိုးစစ်ဆင်ခြင်းများပြုလုပ်မည်မဟုတ်ဘဲတပတ်သက်အပြည့်အကာလကိုနောက်ထပ်တစ်လသက်တမ်းထပ်တိုးထားစဉ်အကြံဖက်စစ်ကောင်စီတပ်ကအခွင့်ကောင်းယူပြီးအဆမပြတ်ထိုးစစ်ဆင်နေသောကြောင့်နောက်ချိုမြို့နယ်တွင်တိုက်ပွဲများမကြာခဏဖြစ်ပွားလျက်ရှိကြောင်း TNL ကပြောဆိုထားပါတယ်။ပြည်သူများအနေဖြင့်အကြံဖတ်စစ်ကောင်စီ၏ဘုံကျဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန်စစ်ရေးတရီအမြဲရှိရန်လိုအပ်ပြီးလေးချောင်းရံမှကာကွယ်နိုင်ရန်လေးချောင်းရံကာကွယ်ရေးဆိုင်ရာနီးလမ်းများလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNL ကထုတ်ပြန်ထားပါတယ်။ဆလပီဖားကန့်မြို့အနီးတိုက်ပွဲပြင်းထန်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ကချင်ပြည်နယ်ဖားကန့်မြို့အနီးတွင်ယနေ့ညနေပိုင်းတိုင်းတိုက်ပွဲများပြင်းထန်နေကြောင်းဒေသခံအချို့ကပြောပါတယ်။ ဖားကန်မြို့အနီးအင်မာယန်ဒေသသို့စစ်တပ်ကစစ်ရေးလှုပ်ရှားလာ၍ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်နေခြင်းဖြစ်သည်ဟုဆိုပါတယ်ဖာကတိုက်ပွဲပြင်းထန်နေတဲ့အမိုက်ပုံရတနာမြေစာနဲ့အင်ယာမန်တုတ်တန်ကြစစ်ကြောင်းကအင်ယာမန်ဘက်စထိုးလာလို့ထိတွေ့မှုဖြစ်တာတွေ့နေတော့ဖာကတ်မြို့နဲ့နေတဲ့ဟုသတင်းရင်းမြစ်ကပြောပါတယ်ဖာကတ်မြို့ကန်တအူကလည်းအင်မာယန်ဘက်၌ပြစ်ခတ်တံများကြားနေရဆဲဖြစ်ကြောင်း ဇွန်25ရက်ညပိုင်းကပြောပါရယ်စစ်ကောင်စီတပ်ဤစစ်ရေးလှုပ်ရှားမှုများကြောင့်အင်မာရန်ဒေသနေပြည်သူများခရူးဆိုင်ကြရန်ကချင်တရင်ရင်းမြစ်အချို့ကဇွန်24ရက်ကလေးကအသိပေးထားပါရယ်စစ်ကောင်စီတပ်နှင့်ပြည်သူစစ်ပူးပေါင်းတပ်များကဖားကန်ဒေသပြန်လည်စုမှုနိုင်ရေးစစ်ကြောင်းထိုးနေ၍လုံခင်ဖော့စီစာအပါအဝင် ဖားကန်မြို့အနီးတစ်ဝိုက်နေရာဒေသများ၌မေလာကုန်ပိုင်းမှစ၍တိုက်ပွဲများမကြာခဏဖြစ်ပွားလျက်ရှိပါရယ် ဖားကန့်မြို့နယ်ကာမိုင်းဖားကန့်လန်းတွင်လည်းစစ်ကောင်စီတပ်ကစစ်ရေးလှုပ်ရှားလာ၍ယခုရက်ပိုင်းအတွင် KIA နှင့်စစ်ကောင်စီအကြားတိုက်ပွဲများမှာခဏဖြစ်ပွားလျက်ရှိသည်ဟုတရင်ရင်မြစ်ကပြောပါရယ်ဆလဘီမင်းလာနှင့်လဗဒန်မြို့နယ်အဆက်ကိုရောက်ရှိနေသောစစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ကတ်မှုပြည်သူ၃ဦးပြင်းထန်ဒဏ်ရာရပြီးပြည်သူ၃၈ဦးကိုလည်းလူသားတိုင်းအဖြစ် ြစ်ခတ်ဖမ်းဆီးထားတယ်ဆိုတဲ့သတင်းနဲ့စစ်သားများကစီပုံးများပါယူဆောင်လာပြီးချေးရွာဆက်တရွာကိုဆက်တိုက်မီးတင်ရှို့နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပဲခူးတိုင်းမင်းလာမြို့နယ်နဲ့လဘဒန်မြို့နယ်အဆက်ကိုရောက်ရှိနေသောအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးများဖြင့်ပြစ်ခတ်တိုက်ခိုက်ခြင်းကြောင့်ပြည်သူ၃ဦးပြင်းထန်ဒဏ်ရာရပြီးပြည်သူ၃၈ဦးကိုလည်းလူသားတိုင်းအဖြစ်ပြစ်ခတ်ဖမ်းဆီးထားကြောင်းဒေသတွင်းစစ်ရေးတရင်ရင်မြက်ကတရင်ဌာနသို့ပြောကြားပါရယ် ဇွန်လ20ရက်နေ့မှစတင်ပြီးမင်းလာမြို့နယ်အတွင်ရောက်ရှိလာသော အကြံဘတ်စစ်ကောင်စီတပ်သားများကဓာတ်စီဘုံများယူဆောင်လာပြီးကျွရများကိုဇက်တိုက်စီးနှင်းမီးရှို့ဖျက်ဆီးနေကြောင်းသိရှိရပါသည်။အဆိုပါအကြံဘတ်စစ်တပ်စစ်ကြောင်းသည်ဇွန်လ20ရက်နေ့တွင်တောင်ပြက်ရွာဇွန်လ22ရက်နေ့တွင်ရွှေကုန်းရွာနှင့်ဦးတိုကျွဲလမ်းစုရွာ ဇွန်လ23ရက်နေ့တွင် စာချောင်းရွာ၊စင်အိုင်ချောင်းပေါက်ရွာ၊ကံကော်ပင်ရွာ၊ဘူးတထောင်ရွာ၊ငလဆန်းရွာနှင့်ဖားလီခွင်းရွာဇွန်လ24ရက်နေ့တွင်စံပုတ်ရွာနှင့်ယနေ့ဇွန်လ25ရက်နေ့တွင်ကျွဲမကိုင်းရွာကိုစက်တိုက်မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်းသိရပါသည်။ထိုကျမ်းဖတ်စစ်တပ်စစ်ကြောင်းသည်ဇွန်လ22ရက်နေ့နှင့်ဇွန်လ23ရက်နေ့တွင် မင်းလာမျိုးနယ်နှင့်လက်ပရန်မျိုးနယ်အဆက်ကိုရောက်ရှိလာပြီးခြေရွာများကိုလက်နက်ကြီးများဖြင့်ပစ်ကတ်ခြင်းကြောင့်စမ်းပုတ်ရွာမှကိုရီခဲနှင့်ဖားလီကွင်းမြောက်စုရွာမှဦးအောအာကြီးနှင့် သားဖြစ်သူကိုဖီဖိုးမင်းတို့ပြင်းထန်ထဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။အကြံဖက်စစ်တပ်စစ်ကြောင်းသည်ငလာဆန်းရွာမှပြည်သူ၁၄ဦး၊ငပြောတုံးရွာမှပြည်သူ၁၁ဦး၊တောင်ပေါ်စုရွာမှပြည်သူ၁ဦး၊ကញင်ပင်ဆန်းရွာမှအမျိုးသမီး၁၀ဦးနှင့်ဗန်ပွေးပင်ရွာမှကိုရဲမောင်နှင့်ညီမဖြစ်သူတို့ကိုရိုက်နှက်ပစ်တပ်ပြီးလူသားတိုင်းအဖြစ်ဖမ်းဆီးထားကြောင်းသိရပါတယ်။ စစ်ခွေးစစ်ကြောင်းကိုသူတို့စစ်ကြောင်းထိုးရလမ်းတစ်လျှောက်ကထွက်ပြေးတဲ့ပြည်သူတွေကိုလိုက်လံပစ်ခတ်ဖမ်းဆီးနေတာကျွန်တော်တို့စရင်အတီးပြုနိုင်တာ38ဦးရှိတယ်။ပြည်သူ၃ဦးလည်းစစ်ခွေးတွေပြစ်တဲ့လက်နက်ကြီးတီးပြီးကျင်းထန်တရားရထားတယ်။ခွေးစစ်ကြောင်းကလေဗာဒန်နဲ့မင်းလာအဆက်မှာတက်ဖြန့်ထားပြီးဒီနေ့လဲကျွဲမကိုင်းရွာကိုဆက်လက်မီရှိုးနေတယ်။စစ်ခွေးတွေကဓာတ်စီပုံတွေပါယူလာပြီးဆက်လက်စီးနင်းမီရှိုးနေတာဟုဒေသတွင်းစစ်ရေးတရင်ရေးမြစ်ကပြောဆိုပါတယ်။ ရင်းအကြံဖတ်စစ်တပ်စစ်ကြောင်းသည်စွန်23ရက်နေ့တွင်လက်ပတန်းမြို့နယ်စီတုံးရွာကိုဝင်ရောက်စီးနင်းပြီးနေအိမ်များကိုဝင်ရောက်မှွေတော့ကပြည်သူပိုင်ရွှေတကြက်သားမွေသားများနဲ့အသုံးဆောင်ပစ္စည်းများကိုစိတ်ကြိုက်ခိုးယူသွားကြောင်းသိရပါတယ်။အကြံဖတ်စစ်တပ်စစ်ကြောင်းကြောင့်လက်ရှိချိန်တွင်မင်းလာမြို့နယ်အတွင်းရှိကျွဲမကိုင်း၊ရွေးကုန်း၊စမ်းပုံ၊ကျွန်းကုန်း၊စားချောင်းအရှိ၊ခွတ်မ၊ငလာဆန်း၊ငမိုးရိပ်၊ငရစ်မြောင်း၊ရွှေပေါက်ပင်၊ကြောင်လိန်၊ကန်သုံးဆင့် ထောက်ကျန်တယောကုံဗန်ပွေးပင်စာချောင်းအနောင်စင်အိုင်ချောင်းပေါတောင်ပြက်ရွာသေးတောင်ပြက်ရွာမှာဥတုကငင်ပင်ဥတုကျွဲလန်းစု ဥတုစာဖြူစုဥတုတာကလေးဥတုတောင်စု ဥတုမြမစု ဥတုရွာသေးကန့်ကော်ပင်ရွာသေးကန့်ကော်ပင်ရွာမှာဘိုးတထောင်စာဖြူစု ဖားလီကွင်းဖားလီကွင်းအရှိစု ဖားလီကွင်းအနောက်စုဖားလီကွင်းတောင်စုညောင်ပင်သာရှမ်းစုစန်းတောင်ကွေညောင်ပင်သာရွာမှာညောင်ပင်သာရွာသေးကရင်စီကွား အင်ဂျင်ကုံတောင်းအညာတန်းကြီးတာကလေးကြီးရွာအပါဝင်ရွာပေါင်း60ကျော်မှတောင်းနေချီတော်ပြည်သူများဘေးလွရာထွက်ပြေးနေရကြောင်းသိရပါတယ်ဆက်လက်ပြီးငင်းချံမျိုးပြူစောထင်းများလူမနေသည့်နေအိမ်ကျွန်းတကာတံပန်းတကာများဖြုတ်ယူရောင်းချတဲ့ဆွေတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်မန္တလေးတိုင်းငင်းချံမြို့တွင်တီရာယုမုံဦးဆောင်သည့်ပြူစောတီအဖွဲ့သည်လူမနေသောနေအိမ်များရှိကျွန်းတကာတံပန်းတကာများပါဖြုတ်ယူရောင်းချနေကြောင်းဒေသခံများထံမှသိရပါသည်ပြူစောတီများသည့်ယခုရက်ပိုင်းအတွင်း မြင်းချမ်းရှိကျွော်များတွင်စစ်ကြောင်းရံကြောင်းမေးလူရကိုထွက်ပြေးခိုလုံနေကြသည်အိမ်ပိုင်ရှင်များ၏အိမ်တွင်ပရိဘောကပစ္စည်းများသာမကချက်ကတန်ပန်းပေါင်တန်းများကိုဖျောက်ယူ၍မြို့ပေါ်တွင်ရောက်ကြနေကြောင်းမြင်းချမ်းမြို့တရင်ရင့်မြစ်တဲဦးကတရင်ဌာနကိုပြောပါရင်အခုသူတို့တွေစားစရာမရှိတာလားမသိဘူးအခုပို့ဆိုးနေတာကသူတို့တက်ဆွဲတဲ့ရွာတွေဆိုရင်မပြန့်ရဲတဲ့ရွာတွေရဲ့အိမ်ကကြုံတကားတွေတန်ပန်းတကားတွေရောင်းလို့ရတာမှန်သမျှဖြုတ်ပြီးတည်နေတာဟု၎င်းကပြောပါရင် ထို့ပြင်ကျေးရွာများမှမြင်းချံမျိုးပေါ်ဂိတ်တို့ဖြတ်တန်းသည့်ခုံတဲ့ဈေးတဲ့များမှဝယ်ယူလာသောကုန်စင်ကုန်ချောင်းများသာမက၎င်းတို့၏ပတ်စံအိတ်ကိုပါလူယူတာမျိုးလည်းရှိနေကြောင်းမြင်းချံမှကုန်စုံဆိုင်ရှင်တအူကသတင်းဌာနကိုပြောပါရယ်။ ဂိတ်တွေကအဝင်ရောအထွက်ရောဖြတ်တာဆိုတော့တချို့ဖြူစောထီကစံတအိတ်9000တောင်းနေတချို့ကကားပေါ်ကပစ္စည်းအကုန်သိမ်းနေစစ်တဲ့နေရာမှာဖြူစောထီဂိတ်ကစစ်သားဂိတ်တက်ပိုးဆိုတယ်ဖြူကပိုးတောင်းကြတယ်သူတို့ပြကျင်တဲ့ဥပဒေတွေရှောက်ပြပြီးသိမ်းတာဖီရာယူမော်လက်အောက်ကဖြူစောထီတွေကပိုးဆိုတယ်ကားပေါ်ပါတဲ့သူတွေစင်းဆိုပြီးပစ္စည်းတွေယူသွားတယ်တချို့ဆိုပတ်စံအိတ်တောင်ပါကုန်တာ လွတ်တဲ့လူကတော့လွတ်တယ်ဟု၎င်းကပြောပါတယ်။အဆိုပါဂိတ်ဖြတ်တန်းသူများဤဈေးဝယ်ပစ္စည်းများတင်စည်းတည်တာမကမတင်ကားသည့်သူများကိုလည်းဖမ်းဆီးနေသည်ကိုတွေ့ရကြောင်းကုံစုံဆိုင်ပိုင်ရှင်ကပြောပါတယ်။ထို့ကြောင့်မန္တလေးမြင်းချံ၊နဘူးအိုင်မြင်းချံ၊မြို့သားမြင်းချံ၊လက်ထိုးမြင်းချံ၊တောင်သားမြင်းချံ စသည့်လမ်းများမှတက်စင်ငင်းချံမြို့ပေါ်သို့ဈေးွယ်သည့်ကားများမှရခင်ကတရက်လျင်အစည်းရေ60မှ100ဝန်းကျင်ရှိတော့လဲရကူစွန်လာမှစ၍တရက်လျင်5စီးမှ10စီးသာမြင့်တွေ့ရကြောင်းငင်းချံခရိုင်ထောက်ပို့တပ်ဖွဲ့ဝင်တဦးထံကသိရပါရယ်အဲ့ဒီလိုတွေတိန်းနေဖမ်းနေလို့အရင်က60ကနေ100စီးလောက်သွားရင်10စီးအောက်ပဲရှိတော့တယ်မဖြစ်သားတဲ့10စီးလောက်ပဲရှိတာတခါတလေ5စီးလောက်ပဲရှိတော့တယ်ဖမ်းတာဆိုဒီတစ်ပတ်အတွင်း10ဦးလောက်ရှိပြီကာသမာရောဈေးတွေရောပါတယ်ဟု၎င်းကပြောပါတယ် မြင်းချံမျိုးပေါ်သို့ဈေးလာရောက်ဝယ်ယူသူများအားကားတစီထော်လာကြီးတစီလည်းရင်စံ38ထက်ပိုမဝယ်ယူရန်ပြီးခဲ့သည့်ဧပြီလကတည်းကကန့်သက်ထားသည်ထို့ပြင်ဂိတ်ဖြတ်တန်းကအနေဖြင့်စံ18လည်းရင်9000စား18 9000ဖြင့်38လည်းရင်1000ခွဲကျပ်သတ်မှတ်ထားပြီးစား3စီကိုလည်း9ပိတ်သားအောက်သားဝယ်ယူခွင့်ရပြီး9ပိတ်သားတစ်ပုံးကို9000ကျပ်ခောက်ယူနေကြောင်းသိရပါသည်မြင်းချံတွင်မျိုးပေါ်၌စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ဖြူစောတီအဖွဲ့ဝင်ရာကြီးကြီးစိုးထားပြီး ခြေရွာများတွင်မူကာကွယ်ရေးတပ်ဖွဲ့များကထိန်းချုပ်ထားသည်ဆက်လက်ပြီးကြောက်ဖြူမြို့နယ်တွင်ကုန်တင်သွင်းခွင့်ကိုစစ်ကောင်စီကပိတ်ပင်ထား၍ရိတ်ခါပြက်လက်ခါကုန်စည်နှုန်းအစမတန်မြင့်တက်တဲ့ဆိုတဲ့သတင်းကိုကျင့်ဆက်ပြီးတော့မှဖြစ်ပါရယ်တိုက်ပွဲပြင်းထန်နေသည့်ကြောက်ဖြူတွင်စစ်ကောင်စီကကုန်တင်သွင်းခွင့်တားမြစ်လိုက်သည့်အတွက်ဒေသခံများရိတ်ခါပြက်လက်ခါကုန်စည်နှုန်းလည်းကြီးမြင့်နေကြောင်းသိရပါရယ် ပြီးခဲ့တဲ့ဇွန်16ရက်နေ့ကကြောက်ပြူမြို့ခလာရ34တရင်အတွင်ကိုအာရကတက်တော်အေအေကပြစ်ခတ်သည့်လက်နက်ကြီးကြီးများကြားရောက်ပေါက်ွဲပြီးနောက်စစ်ကောင်စီကမြို့နယ်အတွင်ကုန်စည်ဝယ်ယူခွင့်ကိုပိတ်ပင်တားမြစ်လိုက်ကြောင်းဒေသတွင်းသတင်းရင်းမြစ်များထံမှသိရပါသည်ကျောက်ဖြူမြို့နယ်တွင်စံကျန်းတအိတ်ကိုကြက်ငွေတသိန်းမှနှစ်သိန်းအထိပေးဝယ်နေရပြီးစံကျောတအိတ်လျင်သုံးသိန်းနီးပါးပေးဝယ်နေရကြောင်းဒေသခံများထံမှသိရပါသည် ကျက်ပေါင်တစ်ချောင်းကို8000ကနေ1000ကျပေးရတယ်။မြို့အတွင်းတိလက်နက်တံတွေကြားရကလေးကဖြီးတဲ့သူတွေပြေကုန်ကြတယ်။ပိတ်မိကြံခဲ့သူတွေကအုံစင်းနှုံးတန်ခံရရတယ်ဟုကြောက်ပြူဒေသခံတအူးကသတင်းဌာနသို့ပြောပါရတယ်။ ်အသားငါးစင်းလုံးမှလည်းအစမတန်မြင့်တက်နေပြီးဝက်သားတပိတ်သားကို6000အထိဈေးမြင့်တက်နေသည့်အတွက်ဒေသခံများစားတောက်ရေးခက်ခဲလျက်ရှိကြောင်းသိရပါတယ်စစ်ကောင်စီကကြောက်ဖြူစစ်တွေမှန်အောင်မျိုးတို့ကိုပိတ်ဆို့ကောခန်းစစ်မျိုးများအဖြစ်စစ်ပြင်းစင်မှုများပြုလုပ်ထားပြီးလက်ရှိတွင်ကြောက်ဖြူမျိုးနယ်ရှိရဲတပ်ရင်32ခမာရ942ခမာရ943တို့တွင်တိုက်ပွဲများပြင်းထန်နေပြီးစစ်ကောင်စီဘက်မှထိခိုက်ဒေဆုံးမှုများကြောင့်သိရှိရပါတယ်